အီရန်နဲ့ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီးများမော်စကိုမှာတွေ့ဆုံဆွေးနွေးအီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီးကာဆမ်ကာရီဘာဒီဟာရုရှားဒုနိုင်ငံခြားရေးဝန်ကြီးဆာကေပရှန်နီနဲ့မော်စကိုမြို့တော်မှာ AB 14ရက်ကတွေ့ဆုံဆွေးနွေးခဲ့ကြောင်းနှစ်နိုင်ငံအစိုးရတာဝန်ရှိသူတွေကသတင်းထုတ်ပြန်ပါတယ်။နှစ်နိုင်ငံဆက်ဆံရေးနောက်ဆုံးအနေနဲ့နိုင်ငံတကာနယ်ပယ်မှာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးတွေကိုအမြင့်ဖလှယ်တဲ့ဆွေးနွေးပွဲဖြစ်တယ်လို့အီရန်အစိုးရသတင်းတွေကဖော်ပြပါတယ်။ အိုမန်နိုင်ငံမျိုးတော်မှာအီရန်နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်လို့အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်ပိုင်းအီရန်နဲ့ရုရှားနိုင်ငံကြားရေးဝန်ကြီးဌာနအစစ်မြေရရှိတွေတွေ့ဆုံဆွေးနွေးမှုလည်းဖြစ်တယ်လို့လည်းအီရန်သတင်းတွေကဖော်ပြပါတယ်။အီရန်ဒုနိုင်ငံကြားရေးဝန်ကြီးနဲ့အဖွဲ့ဟာမော်စကိုမှာချင်းပတ်မယ်။ကုလသမဂ္ဂပဒိန်ချင်းစာတမ်းကာကွယ်ရေးမိတ်ဆွေနိုင်ငံများအဖွဲ့ဆွေးနွေးပွဲတက်ရောက်ဖို့မော်စကိုကိုရောက်ရှိနေခဲ့တာလို့ဆိုပါတယ်။ ဂျူပါအီရန်ရုရှားဗင်နီဇွဲလာအပါဝင် အဖွဲ့ဝင်၁၈နိုင်ငံနဲ့ဖွဲ့စည်းထားတာလို့လည်းအီရန်သတင်းတွေကဖော်ပြပါတယ်မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။